တော်လရေးမှာပါဝင်နေတဲ့တော်လန်ရင်းပညာသင်ပညာသင်ရင်းတော်လန်နေတဲ့ចောင်းသားတွေចောင်းသူတွေရှင်သန်မှုအရေးကြီးတယ်ဆရာတွေဆရာမတွေရှင်သန်မှုအရေးကြီးပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဒါကိုအထူးဂရုစိုက်ပြီးတော့ရှင်သန်ရေးဒီအဓိကသင်ကြားရေးနဲ့ပညာရေးကဒုတိယနေရာမှာထားဖို့ဆိုတော့ကျွန်တော်တို့ပြောပြီးတော့ဒါစီစဉ်ဆောင်ရွက်နေတာဖြစ်တယ် PPTV ရဲ့တည်တံ့တွဲဆုံမေးမြန်းခန်းကနေကြိုဆိုပါရစေ။ပြီးခဲ့တဲ့မေလ12ရက်နေ့ကစကိုင်းတိုင်းတပရင်းမြို့နယ်ဥဒိန်တွင်းရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသူ15ဦး၊ကျောင်းသား5ဦးနဲ့ဆရာမ2ဦးနေရာမှာတွင်ပွေချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိတဲ့သူ100ကျော်ရှိခဲ့ပါတယ်။မေလ13ရက်နေ့နဲ့14ရက်နေ့တွေမှာထိခိုက်ဒဏ်ရာရသူတွေကကျောင်းသား2ဦးနဲ့ကျောင်းသူ2ဦးထပ်မံတိတ်ဆုံးခဲ့တာကြောင့်တိတ်ဆုံးသူဦးရေစုစုပေါင်း24ဦးရှိသွားခဲ့ပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီးအကြမ်းဖက်စစ်တပ် lobby တွေဘက်ကចောင်းဖွင့်ချိန်မဟုတ်ပဲចောင်းသားတွေဘာလို့ရှိနေတာလဲမယိုးသားဘူးဆိုပြီးဝါဒဖြန့်နေတာရှိပါတယ်။ NUG ရဲ့စိုးမိုးထိန်းချုပ်မှုရှိတဲ့နေမီတွေကစတင်ចောင်းနေမှာဘလို့အချိန်ဇာတ်နဲ့စတင်နေတာလဲ။အဲ့ဒီနေ့အဲ့ဒီအချိန်မှာចောင်းသားចောင်းသူတွေကဘာလို့အဲ့ဒီနေရာမှာရှိနေတာလဲဆိုတာပြည်သူလူထုသိရှိရအောင် အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဆရာကြီးဒေါက်တာဇော်ဝေစိုးကိုဆက်သွယ်မေးမြန်းထားပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူမောင်တိန်ပါ။မင်္ဂလာပါဆရာကြီးခင်ဗျာ။အပြီးခဲ့တဲ့မေလ12ရက်နေ့ကစကိုင်းတိုင်းတပင်းမြို့နယ်အအိုးတိန်တွင်းရွာစာတင်ကျောင်းမှာကျောင်းသူကျောင်းသား22ယောက်နဲ့ဆရာမ2ယောက်ဘုံကျဲတပ်ဖြတ်ခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအကြမ်းဖက်စစ်တပ်လော်ရီတွေဘက်ကကြောင်းဖွင့်ချိန်မဟုတ်ဘဲ အဲចောင်းသားတွေဘာလို့ရှိနေတာလဲမယိုသားဘူးဆိုပြီးဝါရဖြစ်နေတာရှိပါတယ်အဲဒီ NUG ရဲ့စိုးမိုးထိန်ချုပ်မှုရှိတဲ့နေမျိုးတွေကစာတင်ចောင်းတွေမှာဘလို့ချိန်ဇာနဲ့စာတင်နေတာလဲအဲ့ဒီနေ့အဲ့ဒီအချိန်မှာចောင်းသူចောင်းသားတွေကဘာလို့အဲ့ဒီနေရာမှာရှိနေတာလဲဆိုတာပြည်သူလူထုသိအောင်နည်းနည်းလောက်ရှင်းပြပါအောင်ဆရာကြီးခင်ဗျာအာမင်္ဂလာပါအဲចောင်းခွင့်ငိမ်နဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ NUG နဲ့ပြည်သူအဲပညာရေးပေါ့နော်တော်လိုင်းရေးကာလပညာရေးရဲ့ ចောင်းភွင့်ជែងកាអញ្ញនោះអលហូចောင်းភွင့်ជែងនេះហូនួយចောင်းបိတ်ឆេងនេះអីលុរីហូអាឡុងតាយណែថេរីជន្ទៅលុលុមិនអាវប៉ុណ្ណោះថាអាឡុងទីយតែមែទេតាតិគុជិនអេតំយុជិនតយွာជិនតចောင်းជិនឯនីថាមិនឌូបើលុលဲសសិចောင်းនេះធូននេះនេះរីឈីទេគណាលុបងនេះជេនេះនេះរីឈីទេနော်အခုလိုပေါ့နော်အဲရွာကိုမိရှုနေတဲ့နေရာတွေရှိတယ်ဆိုတော့အဲ့ဒီအပေါ်မှာမူတီပြီးတော့ဒီလို ဟိုအကြမ်းဖက်ဖက်စစ်စစ်တပ်ရဲ့နှောက်ယှက်တွေပေါ်မှာခြေခံပြီးမူတည်ပြီးတော့ကျွန်တော်တို့ပညာရေးကိုအကောင်းဆုံးဖြစ်အောင်အဲဒါပြင်ဆင်ပြီးတော့ကျွန်တော်တို့အသင်ကြားနေရတဲ့အချိန်ဖြစ်တယ်။ဒါကြောင့်တကြောင်နဲ့တကြောင်တရားနဲ့တရားတမျိုးနဲ့တမျိုးကျွန်တော်တို့ဟိုအကြောင်းစာသင်ချိန်တွေကမတူဘူး။ဒါပေမဲ့ပညာအကြီးသွေးဖြစ်တဲ့ဒီ credit point နေသင်ကြားချိန်နေ သင်ကြားတဲ့ဒီ curriculum နေ syllabus တွေကိုတော့ကျွန်တော်တို့တူအောင်ညှိပြီးသင်နေတဲ့အချိန်ဖြစ်တယ်။ဒါကြောင့်ဒီအဖြစ်အစဉ်ဖြစ်သွားတဲ့ဘိုးဒိန်တွင်ရွာရဲ့အဲဒီမှာရှိနေတဲ့အဲသင်ကြားရေးကလည်းပဲအဲ့ဒီအချိန်မှာရှိနေတာဖြစ်။ကျွန်တော်တို့မှာအကြောင်းပိတ်ချိန်နေအကြောင်းဖွင့်ချိန်တွေဟာဒီဒေါ်လာရဲ့အချိန်နေမြေပြင်အချိန်နေမြေပြင်စိုးမိုးမှုတွေသောသောကဒီလိုမျိုးပေါ့နော်အဲအကြံဖက်စစ်တပ်ရဲ့အန်ဒရီတွေနဲ့ အဲကျွန်တော်တို့ကဒါတွေနဲ့ချိန်ဆရှောင်တွဲပြီးတော့ကျွန်တော်တို့သင်ကြားရတာဖြစ်တဲ့အတွက်ဒီ ਉਹ တွေနင်းကြောင်းရဲ့အဲသင်ကြားချိန်ကအခုလိုဖြစ်နေတာဒါဒီကြောင်းလည်းမဟုတ်ဘူးဒါမြန်မာနိုင်ငံအနှံ့ကျွန်တော်တို့ဒီလွတ်မြောက်ဒေတာ control ဒေတာတွေပေါ့လေကျွန်တော်တို့မြေပြင်မှာထိမ့်သိမ်းနိုင်နေပြီမြေပြင်ကတော့သူတို့စစ်ကြောင်းမထိုးနိုင်တော့ဒါပေမဲ့ခုနဝေဟင်းသူတို့အနောက်ရှက်တွေအများကြီးရှိတယ်နော် air strike တွေအများကြီးရှိတယ်ဆိုတော့ဒါကြောင့်အဲ့ဒီဟာပေါ်မှာချိန်ဆပြီးတော့ကျွန်တော်တို့ဒါတွေက အဲသင်ကြားရေးတွေဆောင်ရွက်နေတဲ့အဲစနစ်ကိုကျွန်တော်တို့ကတွားနေတာဖြစ်တဲ့အတွက်အကြောင်းနဲ့တကြောင်တစ်မျိုးနဲ့တစ်မျိုးသင်ကြားချိန်မတူတဲ့အတွက်အခုဒီဘူဒိန်တွင်ရွာရဲ့သင်ကြားရေးရလဲအခုလိုမျိုးအဲဒီမေလမှာစတင်နေရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာနောက်ထပ်သိချင်တာကတော့စာတင်ကြောင်းတွေမှာ PDF တွေရှိနေတယ်ဆိုပြီးဘုံကျဲတယ်လို့စစ်တပ် lobby အချို့ပြောတာတွေ့ရတယ်လို့ PDF တွေကစာတင်ကန်းထဲမှာ မိုင်းတွေထုတ်လုပ်နေလို့ပောက်ကွဲတာဆိုပြီးလိညာဝါဒဖြန့်နေတာလည်းတွေ့ရပါတယ်။အဲဟိုးအရင်တုန်းကပုံအဟောင်းတွေအဲဓာတ်ပုံတချို့ဗီဒီယိုတချို့ကိုပြန်သုံးပြီးတော့အဲသူတို့ဒီလိုမျိုးဝါဒဖြန့်နေတာပေါ့နော်။ဒါတွေလည်းရှိနေပါတယ်ဆရာကြီး။အဲစာတင်ကြောင်းတွေထဲမှာ PDF တွေရှိချင်းမရှိချင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒါကိုဆရာကြီးအနေနဲ့ဘယ်လိုတုံ့ပြန်ကြမှာလဲခင်ဗျာကျွန်တော်တို့ကပြည်သူတော်လှန်ရေးဆိုတော့ဒီတော်လှန်ရေးအစမှာတော့ဒါတွေကိုကျွန်တော်တို့တော်တော်ဟိုထိမ့်မှုကျွန်တော်တို့ ိတ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုကျွန်တော်တို့2020နှစ်ခနေကဘေးကြောင်းမှာမှကျွန်တော်တို့ဟိုကြောင်းစေးုံနေဘူးတက်မဆွဲဖို့ဆိုတာကျွန်တော်တို့ဒါကြီးညာချက်တွေထုတ်ထားပြီးသားကျွန်တော်တို့ဒါဥပဒေအနေနဲ့သတ်မှတ်ပြီးသားဖြစ်ပါဒါကြောင့်ကျွန်တော်တို့ MOD နဲ့ MOI နဲ့ကျွန်တော်တို့ဒီ MOE MOH2 နဲ့ဒါညှိပြီးတော့ဒါဘေးကြောင်းဘေးစေးုံမှာမှ ဈေးရုံဈေးကမ်းမှာမှတတ်မဆွဲဘူးဆိုတော့အခုကျွန်တော်တို့စောင်းရက်တယ်တကယ်လို့ဆွဲတယ်ဆိုရင်ကျွန်တော်တို့အရေးယူတယ်နော်အတိပေးတယ်နော်အပြည့်အဲကျွန်တော်ချမှတ်တယ်တော့ကျွန်တော်တို့လုပ်နေတာဖြစ်တဲ့အတွက်အခုအချိန်မှာတော့ဘယ်ကြောင်းဘယ်စီးယုံမှမှတတ်ဆွဲထားခြင်းမရှိဘူးဆိုတာကျွန်တော်အနေနဲ့ဒါအဲတိတိကျကျခိုင်ခိုင်မာမာပြောနိုင်ပါတယ်အဲဒါအပြင်နော်တကယ်တမ်းဆိုရင်ကျွန်တော်တို့ကြောင်းနေမှာဆိုရင် uniform နဲ့ လက်နဲ့နဲ့တော့ဝင်ဝင်မပြုတ်ပါဘူးအဲ့ဒါလည်းအခုချိန်မှာဒါစီကန်းအနေနဲ့တတ်မှတ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ကြောင်းနေရဲ့အခုဒီသူဟိုခနာတင်ကြားရေးကြောင်းနေလွတ်မြောက်နေတဲ့ဒေတာတွေမှာရှိနေတဲ့ကြောင်းတွေမှာဆိုရင် uniform နဲ့လူတွေတော့ဝင်ဝင်မပြေးဘူးဒါအပြင်လက်နဲ့တည်ဆောင်ကလုံးဝမပြေးပါဘူးဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့တိတိကျကျပြောချင်တယ်ဒါအပြင်တကယ်တမ်းတော့အားလုံးသိပြီးသားပါကျွန်တော်ပြီးခဲ့တဲ့ဟိုဟိုအောက်ဆန်း ဟိုတက်တူကျွန်တော်တို့ဟို comprehensive university ဘုံကျဲခံအားလုံးကကျွန်တော်ပြောထားတာရှိတယ်ဒီလိုမျိုးမဘာညပေါက်ထားပြီးသားရေနှုံးကဟိုတိဆောက်ခဲ့တဲ့အဲဒီပြည်သူဆိုရလက်ထက်တဲ့ဆိုရဆက်ဆက်မှာဆောက်ခဲ့တဲ့ဒီကြောင်းနေစည်းယုံနေဟာတကယ်တော့ညီပုံညွှန်ရှိပြီးသားမဘာညပေါက်ပြီးသားဖြစ်ပါတယ်အဲကြောင့်အဲ့လိုနေရာမျိုးတွေမှာเนาะဘာအကြောင်းနေမှာဒီ PDF တွေ ခုနလိုတက်ဆွဲကြအကြောင်းရှိပါဘူးတက်ဆွဲလို့လည်းမဖြစ်ဘူးဆိုတဲ့အကြောင်းကျွန်တော်ဒါအဲဒီတော့လည်းပြောခဲ့ပါတယ်ဒါအပြင်အခုလိုမျိုးအဲဒီလိုမျိုးနေရာဒေသတွေမှာတင်ကြားမှုတွေပြုလုပ်ခြင်းလည်းအထူးကယူဆိုင်ပြီးတော့နော်အားလီဝမ်နီစနစ်တော့နော်ဘုံကိုခြင်းတွေရောတိချာအဲဒါစီစဉ်ပြီးမှဒါဖွင့်ရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေအဲအဲ့ဒီတော့ကကြီးညာချက်တွေထုတ်ပြီးဒီဇိုင်းမှတ်မှတ်ပြောခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာ ဒီဥဒိန်တွင်းရွာစာတင်ကြောင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးလဲအဲထိခိုက်ဆုံးရှုံးမှုတွေကများခဲ့ပါတယ်ဒီလိုကိစ္စမျိုးတွေအဖြစ်နဲ့အောင်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ဘလိုမျိုးတွေကာကွယ်ဆောင်ရွက်သွားဖို့ရှိပါမလဲဆရာကြီးခင်ဗျာဒီဟာအစင်ဒီဇိုင်းဆောင်ရွက်နေပြီးသားပေါ့နော်ပညာရေးဝန်ကြီးဌာနအနေနဲ့လဲအဲညွှန်ကြားချက်တွေအဲကြေညာချက်တွေနောက်ခုနသက်ဆိုင်ရာမြို့နယ်ပညာရေးပုတ်တွေအကြောင်းမျိုးကိုကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့ပြောဆိုညွှန်ကြားထားပြီးသားဖြစ်တယ် အဲ့တွေ့တိုင်းလဲကျွန်တော်ဆိုရင်ပြောတယ်အားလုံးကလည်းပြောပါတယ်လုံခြုံရေးအတိလုံခြုံရေးတတိရှိဖို့နောက်တစ်ခုကတော့ရှင်တန်မှုပေါ့နော်ဒီနေ့ဒေါ်လာရေးမှာကျွန်တော်တို့ဒေါ်လာရေးမှာပါဝင်နေတဲ့လူတူချင်းတူချင်းတစ်ယောက်ချင်းတစ်ယောက်ချင်းတစ်ဖွဲ့ချင်းရှင်တန်ခြင်းအရေးကြီးပါတယ်ကျွန်တော်တို့ဒီလိုဒေါ်လာရေးမှာပါဝင်နေတဲ့ဒေါ်လာရင်းပညာသင်ပညာသင်ရင်ဒေါ်လာနေတဲ့ကျောင်းသားတွေကျောင်းသူတွေရှင်တန်မှုဟာအရေးကြီးတယ်ဆရာတွေဆရာမတွေရှင်တန်မှုဟာအရေးကြီးပါတယ် ဒါကြောင့်ကျွန်တော်တို့ဒါကိုအထူးဂရုစိုက်ပြီးတော့ရှင်တန်ရေးသည့်အဓိကသင်ကြားရေးနဲ့ပညာရေးကဒုတိယနေရာမှာထားဖို့ဆိုတော့ကျွန်တော်တို့ပြောပြီးတော့ဒါစီစဉ်ဆောင်ရွက်နေတာဖြစ်တယ်။ဒါကျွန်တော်တို့ဟို NUG နေနဲ့ဆိုရင်ဝန်ကြီးဌာန၅ခုပေါင်းပြီးတရားတွေအစီအမံနေနဲ့ရေးဆွဲထားရတယ်။ဘုံကိုချင်းနေစောင့်နိုင်မှုအတွက်ငွေကြေးထောက်ပံ့မှုတွေလုပ်တယ် ော်အဲ့တော့အခုကတော့တကယ်တမ်းတော့စိုးစိုးကပြောလို့ early warning system ကိုလည်းကောင်းကောင်းလုပ်ဖို့လိုတယ်နော်အဲနောက်တစ်ခုကတော့ပုံကိုခြင်းတွေကောင်းကောင်းကျွန်တော်တို့တိစောက်ထားဖို့လိုတယ်နောက်ကျွန်တော်တို့ဒီကအခါအားလျော်သွားညွှန်ကြားချက်တွေကိုလည်းလိုက်နာဖို့လိုတယ်ဒါနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကျွန်တော်တို့ကြောင်းနေသူပညာရေးပုဂ္ဂိုလ်ကိုကျွန်တော်တို့ညွှန်ကြားချက်တွေအကြံပြုချက်တွေကျွန်တော်တို့ပေးထားပြီး ဖြစ်တယ်ဒါတွေကိုလည်းအခုကျွန်တော်တို့ဒီအဲအဲတရင်ထုတ်ပြန်တဲ့အထက်မှာကျွန်တော်တွဲပြီးတော့ အထုတ်ပြန်ပေးပါမယ်လို့ဟုတ်ကဲ့ပါဆရာကြီးဒီလိုမျိုးစာတင်ကြောင်းတွေဆေးရုံတွေလူနေရက်ွက်တွေကိုအာရွေချက်ရှိရှိဘုံကျဲတိုက်ခိုက်ပြီးပြည်သူလူထုကိုတပ်ဖြတ်နေတဲ့စေအုပ်စုရဲ့လုပ်ရက်နဲ့ပတ်သက်ပြီးနိုင်ငံတကာကဘာပြောချင်ပါသလဲဆရာကြီးခင်ဗျာနိုင်ငံတကာကတော့တကယ်တော့ဟိုလေနိုင်ငံတကာမှာရှိနေတဲ့ဥပဒေတွေစီမင်းစည်းကမ်းတွေဆိုတော့ဂလီတိုတွေနဲ့တကယ်တော့ရှုပ်ထွေးနေတာပေါ့နော်တကယ်တော့နိုင်ငံတကာကကျွန်တော်တို့ထိတိယောယောကူညီမှုတွေဘာမှမရဘူး ဒါပေမဲ့တကယ်တော့အခုလိုအချိန်မျိုးမှာသူတို့တွေတေချာစဉ်းစားဖို့လိုတယ်တေချာလဲဒါတွေကိုအဲကျွန်တော်တို့လေ့လာပြီးတော့အခုလိုမျိုးအချမ်းပတ်ဖက်စစ်စစ်တပ်ရဲ့လူမဆန်စွာပေါ့နော်ဒါတွေဆောင်ရွက်နေချက်တွေကိုနိုင်ငံတကာအနေနဲ့လစ်လူရှုမထားပဲနဲ့ဒါတွေကိုအေးအေးယူတင်ပါတယ်အေးအေးယူဆောင်ရွက်တင်တယ်လို့ကျွန်တော်မြင်နေတာအပြင်လူသားချင်းစာနာမှုအနေနဲ့အခုလိုမျိုးကျွန်တော်တို့ဟို air strike တွေခုနကလိုဘုံကျဲခံနေရတဲ့ ကြောင်းနေစီးယုံနေအတွက်တော့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့အဲဒါအကူအညီတင်တယ်လို့ကျွန်တော်မြင်ပါတယ်။အကူအညီဖို့လည်းကျွန်တော်ဒီမြန်မာကနေပြီးတော့တောင်းပန်တယ်။ request တက်ပါအဲ underground ကျွန်တော်တို့ဘုံကျဲခံနိုင်တဲ့ underground ကြောင်းနေစီးယုံတွေကျွန်တော်တို့လုပ်နိုင်မှုလို့လေအဲ့ဒါအတွက်လည်းကျွန်တော်အကူအညီတောင်းပါတယ်လို့အဲကျွန်တော်အနေနဲ့တော့ခုနထပ်ပြီးပြောကြတာကျွန်တော်ဟိုနေ့အင်တာဗျူးမှာလည်းပြောပါတယ်။အဲကျွန်တော် တကယ်တော့ဒီအကြောင်းသားတွေအကြောင်းသူတွေဆရာတွေဆရာမတွေရဲ့အသက်တွေကိုကာကွယ်မပေးနိုင်ခဲ့ဘူးကာကွယ်မပေးနိုင်တဲ့ဝင်ကြီးတယောက်အနေနဲ့တော့ကျွန်တော်တော့တော့ကိုကျွန်တော်ဒီကိုကျွန်တော်လည်းပဲကျွန်တော်ဒါအဲအားမလို့အားမရဖြစ်မိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အစွမ်းကုန်ကြိုးစားပြီးတော့ NUG အနေနဲ့ရောတော့တိုင်းနာတော်လိုင်းဖွဲ့စည်းတွေနဲ့ပေါင်းစပ်ပြီးတော့ကောအဲနိုင်ငံတကာအကူအညီတွေနဲ့ပေါင်းစပ်ပြီးအစွမ်းကုန်ကြိုးစားပြီးနောက်နောက်ဒီလိုမျိုး အဲအကြောင်းသူအကြောင်းသားတွေနဲ့ဆရာဆရာမတွေရဲ့အသက်တွေမဆုံးရှုံးရအောင်ကြိုးစားပြီးကာကွယ်သွားပါမယ်လို့ကျွန်တော်အနေနဲ့တော့ဒီနေရာမှာပြောချက်ပါကျေးဇူးပါဟုတ်ကဲ့ပါဆရာကြီး PPTV ကိုအခုလိုမျိုးအင်တာဗျူးပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဆရာကြီး။ဘေးကင်းလုံခြုံပါစေလို့ဆုတောင်းပေးပါတယ်ဆရာကြီးခင်ဗျာ။ PPTV ရဲ့တည်သက်တွဲဆုံမင်းမြန်ကန်အစီအစဉ်ကိုအချိန်ပေးပြီးကြည့်ရှုခဲ့ကြတဲ့ဒီကနေ့အချိန်ထိဓမ္မဘက်ကနေရက်တည်နေကြတဲ့ပြည်သူလူထုအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။